သူများသချင်းကိုအတန်မကောင်းမဲတက်ဆိုပြီးတေးရေးစရာကိုရှင်ကိုတောင်းမလိုက်ရတဲ့ဖြစ်ဖြစ်တွင် သူများသချင်းကိုအတန်သေးအတန်ကြောင့်နဲ့တီးဆိုပြီးရဲ့နောက်တေးရေးစရာမိသားစုကိုတောင်းပန်လိုက်ရတာကတော့ Facebook ဆက်လီဖြစ်ဖြစ်တွင်ပေါ့အလုံးသီးချင်းအတန် Facebook ဆက်လီဖြစ်ဖြစ်တွင်ကအလူတန်းလုတဲ့နေရာမှာပါရမီပါပေမဲ့သချင်းဆိုတဲ့နေရာမှာတော့ဒဇက်လေးမှပါရမီမပါတာဖြစ်ပါရင်ဒါကြောင့်ဖြစ်ဖြစ်တွင်တီးဆို သမျှသချင်းတိုင်းကတပုံးမှမပေါက်ပါဘူးဒါကြောင့်လည်းဖြစ်ဖြစ်တွင်ဟာအောင်မြင်ပြီးသားသူများရဲ့သချင်းတွေကိုတီးဆိုနေရတာပေါ့ အခုတခါမှာတော့ Facebook ဆက်လေးဖြစ်ဖြစ်တွေးတယောက်သူများရဲ့တခြင်းကိုယူဆိုလို့ပြဿနာတက်သွားတာကတော့တင်းရင်စီအကိုကိုအောင်တောင်ကြီးရဲ့မိသားစုနဲ့ပေါ့တင်းရင်ကိုကိုအောင်တောင်ကြီးရေးထားတဲ့တခြင်းကတော့အစိုးရမေဆွေးတီဆိုကတနိုင်ငံလုံးပေါက်ခဲ့တဲ့ဂီတာဒီပုတ်ကိုကိုရဲ့တခြင်းဖြစ်ပါတယ် အစောပိုင်းသတင်းကိုတော့ဖြူဖြူတွေးကအမျိုးဒီဂျေပုံစံမျိုးနဲ့တည်ဆိုနေရပါဒီလိုမျိုးဖြူဖြူတွေးတည်ဆိုနေလို့လေတရေးစီအောင်ကိုကိုအောင်တောင်ကြီးရဲ့တမိဖြစ်သူကသူမဟာဖခင်ဖြစ်သူရေးသားထားတဲ့သတင်းတွေကိုမူပိုင်ခွင့်ကင်ထားကြောင်းဒါပေမဲ့တချို့သောလူတွေသူမရဲ့ဖခင်ရဲ့သတင်းကိုခွင့်ပြုချက်မယူဘဲနဲ့တည်ဆိုနေရကြောင်းများစွာစိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်ဒါကဖြူဖြူတွေးကိုတဲပြောလိုက်တာပါဖြူဖြူတွေးကတော့ဒါကြောင့်လေတောင်းပန်လိုက်ရတာဖြစ်ပါတယ်လူတွေကတော့ဖြူဖြူတွေးကိုသူများရဲ့သတင်းတွေကိုဖျက်လို့ဖျက်ဆီးမလုပ်ဖို့အတွက်တောင်းပန်နေကြပါပြီ ဒါအပြင်ဖြည်းဖြည်းထွေးနေတဲ့သူများရဲ့တခြင်းနဲ့လှုပ်ရှားမယ်ဆိုရင်တင်းရေးစရာတွေကိုထိုက်တန်စွာပေးဖို့အတွက်ပြောဆိုနေကြတာဖြစ်ပါရဲ့ရှင်။